ကျွန်တော်ရဲ့ page မှာတချို့မိဘတွေကမေးတတ်ကြပါတယ်။ဘန်ကောက်မှာကလေးနဲ့သွားလည်ဖို့တင်းတော်တဲ့နေရာလေးတွေညွှန်ပေးပါပြောပေးပါဆက်တဖြစ်မေးကြပါတယ်။အဲ့လိုမေးတတ်ကြတဲ့သူတွေအတွက်ဒီနေ့မှာတော့ကလေးတွေနဲ့သွားလည်လို့အဆင်ပြေမဲ့နေရာလေးတစ်ခုကိုညွှန်ပေးချင်ပါတယ်ဗျ။ဒီနေရာကကလေးတွေကလေးမိဘတွေတင်မဟုတ်ပါဘူးချစ်တူစုံနွဲတွေလည်းအတူသွားလို့ရတဲ့နေရာမျိုးပါဗျာ ားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ဘန်ကောက်မှာကျွန်တော်လိုက်ပြပေးမယ့်နေရာကတော့ Science Center for Education လို့လူသိများတဲ့ဘန်ကောက် Planetarium ပဲဖြစ်ပါတယ်ဗျ Planetarium ကတော့နခတရာပြကန်ဒါမှမဟုတ်အာကာသပြကန်လို့ခေါ်လို့ရမယ်လို့ထင်ပါတယ်ဗျဒီနေရာကနာမည်ကြီး Planetarium တခုတည်းမဟုတ်ပါဘူးတိပ်ပန်နဲ့ဆိုင်တဲ့ပြကန်တွေလည်းအများကြီးရှိပါသေးတယ်ဗျငငယ်လေးတဲကကျယ်တွေနခတဗေဒပညာရက်တွေကို စိတ်ဝင်စားတဲ့သူတွေဒါမှမဟုတ်သိပ္ပံနဲ့ပတ်သက်တဲ့ဗဟုသုတအသစ်တွေရှာဖွေခြင်းတွေအတွက်တကယ်ကိုတင့်တော်တဲ့နေရာတစ်ခုပါ ကျွန်တော်တို့ဒီနေရာကိုရောက်နေပြီဆိုတော့အသွင်းထဲမှာဘာတွေစိတ်ဝင်စားစရာရှိမယ်ဆိုတာလေ့လာကြည့်အောင်ပါဗျအရင်ဦးဆုံးကတော့လက်မှတ်ဝယ်ရပါမယ်ဗျလက်မှတ်က2မျိုးခွဲရောက်ပါတယ် planetarium အတွက်လက်မှတ်တစ်စောင် သိပ်ပံပြကန်းတွေအတွက်လက်မှတ်တစ်စောင်ဆိုပြီးတော့လက်မှတ်နှမျိုးခွဲရောက်ပါတယ်။တမျိုးတည်းယူခြင်းရင်လည်းယူလို့ရပါတယ်။ဘာပဲယူယူလက်မှတ်တစ်စောင်ကို လူကြီးဘတ်90ခလေးဘတ်30ပေးရပါမယ်ဗျ။နိုင်ငံခြားသားတွေရော ထိုင်းလူမျိုးတွေရောဈေးနှုန်းကအတူတူပါပဲ။တနင်္ချားကိုပြပွဲတစ်ပွဲပြပါတယ်။ကိုကမနက်10နိုင်ပွဲအတွက်လက်မှတ်ဝယ်ထားတယ်ဆိုရင်မနက်10နိုင်ပွဲကိုပဲဝင်ကြည့်လို့ရပါမယ်။မကြည့်ပြစ်လိုက်ဘူးဆိုရင်တခြားအချိန်အတွက် လက်မှတ်ထပ်ဝယ်ပြီးတော့ကြည့်ရပါမယ်ဗျတခြားပြကန်းတွေကတော့မနက်9:00နာရီကနေညနေ4:00နာရီအထိစိတ်ကြိုက်လေပတ်ကြည့်လို့ရပါတယ်ပြကန်းတွေက Bering 2 Bering 3နဲ့ Bering 4ထဲမှာမျိုးစားတွေခွဲပြီးတော့ပြတာကိုတွေ့ရပါတယ်အရင်ဥဆုံး Bering 1ထဲက Planetarium လို့ခေါ်တဲ့နက္ခတရာပြကန်းကိုကြည့်ကြည့်အောင်ပါဗျကျွန်တော်တို့ဒီမှာကြည့်ခဲ့ရတဲ့ show ကတော့ တကယ်ကိုလက်တွေ့ကြပြီးတော့ပညာပေးလည်းဖြစ်ပါတယ်။ကောင်းကင်ရောင်ကိုဂျယ်ရီပြည့်နေတဲ့ပုံစံမျိုးနဲ့ပြထားပေးတာမို့ကိုယ်တိုင်အပြင်မှာဂျယ်ရီကြည့်နေရသလိုခံစားရသေးပါတယ်။အတန်စနစ်တွေပုံရိပ်တွေကလည်းတကယ်ကိုကောင်းမွန်ပါတယ်။အထူးတစ်ဖြစ်ကလေးတွေအတွက်ပညာလဲရပျော်စရာလဲကောင်းတဲ့အတွေ့အကြုံမှာဒီ show တွေကထိုင်းဘာသာစကားနဲ့ပြပေမဲ့အမြင်အာရုံကပဲနားလည်နိုင်အောင် ဖန်တီးထားတာမို့ ဘာသာစကားမသိလဲပြဿနာမရှိပါဘူးရှိုးကတော့မိနစ်90လောက်ကြာပါတယ်ဗန်90နဲ့ကြည့်ရတာတန်နဲ့ရှိုးလို့ဆိုနိုင်ပါတယ်ဗျအထဲမှာကတော့ဓာတ်ပုံဗီဒီယိုရိုက်ခွင့်မပေးထားတာမို့အသွင်းပိုင်းမှာဘာတွေပြရလဲဆိုတော့ကိုကျွန်တော်ဗီဒီယိုတော့မရိုက်ခဲ့ရပါဘူးအခုကတော့ပြာခံပေးမှပြထားတယ်ဂျိုးတွေကျဲတွေကဘာပလန်းချောင်းတွေအစာရှိတစ်ဖြစ်အကာတာနဲ့ဆိုင်တဲ့အကြောင်းအရာတွေကိုရှင်းပြထားတာလေးတွေဗီဒီယိုရိုက်ရင်ပြောပြပေးနေတာပါဗျာ ဒီကိုဆိုရင်เจ้าတွေကနေခလေးတွေစုပြီးတော့လေးလာရေးခီးတဘောမျိုးလာကြတာကိုလည်းတွေ့ရပါတယ်ကျွန်တော်ရောက်ဖြစ်တဲ့ရက်ကပိတ်ရက်ဆိုတော့မိဘတွေကခလေးတွေကိုလိုက်ပို့တာမျိုးလည်းအများကြီးတွေ့ရပါတယ်ဗျနေ့လယ်ခင်းပိုင်းကတော့လာလေတဲ့သူအတော်လေးများပါတယ်မနက်ပိုင်းဆိုရင်တော့လူနည်းနည်းရှင်းပါတယ်နခတရာပြာကန်းကြည့်ပြီးရင်တော့တခြားဘေဒင်တုံးမှုတွေကပြာကန်းတွေကိုလိုက်ကြည့်ကြပါမယ်ဗျ။တခြားဘေဒင်တုံးမှုအတွက်ဝင်ခွင့်လက်မှတ်ခါက လူကြီးဘတ်90ကလေးဘတ်30ပါပဲဗျဒီလက်မှတ်ကဘေဒင်တုံးခုလုံးဝင်ကြည့်လို့ရပါမယ်အရင်ဥဆုံးလက်မှတ်ကောင်တာဘေးကဘေဒင်2တဲကိုဝင်ကြည့်ပါမယ်ဗျဒီဘေဒင်ကိုတော့ Science Museum လို့နာမည်ပေးထားပါတယ်ဝင်ချင်းမှာတဘာဝပတ်ဝန်းကျင်နဲ့ဆိုင်တဲ့အကြောင်းအရာတွေကိုပြထားတယ်တိတ်ပန့်ဆိုင်ရာအခြေခံတွေကိုလည်းလေ့လာလို့ရသလိုကလေးတွေ ကိုယ်တိုင်စံတက်လုပ်ကြည့်နိုင်အောင် ဖန်တီးပေးထားတဲ့ပြကွက်တွေလည်းအများကြီးရှိတာကိုတွေ့ရပါတယ်ဗျ။ ဒီပြကန်းမှာဆိုရင် နှစ်ပေါင်းများစွာကကြောက်ဖြစ်ရုပ်ကျွင်းအမျိုးမျိုးကိုပြထားတာတွေ့ရပါတယ်အခုလိုမျိုးမူရစ်ဆက်ကျင်ရေးပြကန်းမျိုးလည်းတွေ့ရပါမယ်ဗျာ Space and Time ပြာခန်းမျိုးတွေလည်းရှိပါတယ်။ပြာခန်းတွေကအကြီးကြီးတွေတော့မဟုတ်ဘူး။အကြောင်းအရာတစ်ခုချင်းအလိုက်အခြေခံလေးတွေကိုကလေးတွေစိတ်ဝင်စားအောင် ရှင်းပြထားတဲ့ပြာခန်းတွေများပါတယ်။တချို့ဟာလေးတွေဆိုရင်ဂိမ်းပုံစံမျိုးလေးတွေလည်းဖန်တီးပေးထားတာကိုတွေ့ရပါတယ်ဗျ။ဒီမှာဆိုရင်ခက်ဆက်ဆက်

အခုနောက်ထပ်ဘေဒင်တစ်ခုကိုတွားကြည့်ပါမယ်လက်မှတ်အယောင်ကောင်းတာအရှိဘက်ကဘေဒင်နံပါတ်3ပါ Green Planet လို့နာမည်ပေးထားပါတယ်နာမည်အတိုင်းပါပဲဒီပြကန်းကတော့တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ဆိုင်တဲ့အကြောင်းအရာတွေကို ပြထားတာပါတဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ပတ်သက်တာတွေအပြင် နေ့စဉ်အမှိုက်တွေကိုဘလို့ဆွန့်ပြရမယ်ဆိုတာမျိုးပညာပေးလေးတွေအဓိကပြထားတဲ့ပြကန်းနေရာပါ ပြကန်းနေရာကတစ်ထပ်အဆောက်အဦပဲမို့လို့ တိတ်ပြီးတော့မြများဆဆာကြီးစရာတော့မရှိပါဘူးဗျ။နောက်ထပ်ဘေးဒင်တစ်ခုကတော့အခုဝင်းထဲကဘေးကက်ရက်ကနေကာလန်ကူးလိုက်ရောက်ပါတယ်။ဘေးဒင်နံပါတ်4ပါ။သူကတော့ Nature and Environment Science လို့နာမည်ပေးထားပါတယ်။အဆောက်အဦးက8ထပ်လောက်မြင့်ပါတယ်။တစ်ထပ်ချင်းအလိုက်ပြာကန်းတွေမတူပါဘူး။တစ်ထပ်ချင်းဓာတ်လီကနဲ့ AC တက်သွားပြီးတော့ကြီးလို့ရပါတယ်။ပထမအဦးဆုံးအနေနဲ့ကတော့ Dinosaur ခေတ်ပြာကန်းကို ဝင်ကြည့်ပြခဲ့ပါတယ်။ ဘယ်ခေတ်မှာဘလို့အကောင်တွေပေါ်ခဲ့တယ်ဘယ်အချိန်မှာပျောက်ွယ်သွားတယ်ဆိုတာမျိုးတွေရှင်းပြထားတာတွေ့ပါတယ်ဗျအခုဒီပြကန်းနေရာကတော့လူသားတွေရဲ့နားနှာခေါင်းမျက်စိအစရှိတဲ့ အင်္ဂါအစိတ်အပိုင်းတွေဘလို့အလုံးလုံးတယ်ဆိုတာကို ရှင်းပြပြောပြပေးထားတဲ့ပြာခမ်းမျိုးပါဗျ။ကလေးတွေအတွက်ကစားကွင်းလေးလှုပ်ထားပေးတာတွေ့ရပါတယ်။ကျွန်တော်သွားတဲ့ရက်ကအချိန်သိမ့်မရတာနဲ့ပြာခံအားလုံးအထက်အားလုံးကိုတော့ဝေမကြည့်ပြခဲ့ပါဘူးဗျ။တကယ်လို့အေးစေးအချိန်ပေးပြီးတော့ လဲပတ်မယ်ဆိုရင်အတော်လေးအချိန်ယူပြီးတော့လဲပတ်လို့ရတဲ့နေရာတစ်ခုပါဒီနေ့ကတော့ဘန်ကောက်မှာရှိတဲ့ Science for Education ကိုရောက်ခဲ့တာပါဒီနေရာရဲ့အကောင်းဆုံးအချက်ကတော့ပညာရက်တွေကိုစာအုပ်ထဲကနေတင်ယူတာထက်လက်တွေ့ကျကျကိုယ်တိုင်လှုပ်ဆောင်ရင်တင်ယူနိုင်တာပဲဖြစ်ပါတယ်ကလေးတွေရောလူကြီးတွေပါပြင်းစရာမကောင်းပဲစိတ်ပါဝင်စားစွာလေ့လာနိုင်တဲ့ပြကန်းတွေအများကြီးပါဝင်ပါတယ်ဈေးနှုန်းအဖြစ်ဆိုရင်လည်းတက်တာပြီးတော့ စိတ်ဝင်စားစရာလေးလာစရာတွေများတော့မို့ကလေးရှိတဲ့မိဘတွေဆိုရင်ကလေးတွေကိုတစ်ခါတော့တော့ပို့ပေးတဲ့နေရာအဖြစ်ညွှန်းပေးကြပါလေဗျဒီနေရာကို Google Map မှာ Bangkok Planetarium လို့အလွယ်တကူရိုက်ရှာကြည့်နိုင်ပါတယ် BTS အစိမ်းလိုက်နေဆိုရင်လည်းဧကမိုင်ဘူရာမှာဆင်ဧကမိုင်ကောင်းဝင်းဘေးမှာတင်ရှိတာမို့ဘူရာကနေ၄၅မိနစ်လောက်လမ်းလျှောက်တာနဲ့ရောက်ပါတယ်ဒါကြောင့်နေရာအဖြစ်ကတော့ဘန်ကောက်ရဲ့အချက်ချာကြားတဲ့နေရာတွားရည်လာရည်လွယ်ကူတဲ့နေရာမှာရှိတယ်လို့ ိုနိုင်ပါတယ်ဗျလိုင်းကားဂိတ်ဆိုရင်လည်းတိတ်ပန့်အဆောက်အဦရှိမှတင်ရှိတာမို့လိုင်းကားနဲ့လာလို့လည်းအဆင်ပြေပါတယ်ကိုနေတဲ့နေရာကနေဘယ်ကားစီးရင်အဆင်ပြေမလဲဆိုတာကိုတော့ Firebus ဆိုတဲ့ application ကနေကြည့်နိုင်ပါတယ်ဗျဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ထပ်လည်းအခုလိုဗီဒီယိုမျိုးတွေဖန်ပြီးမျှဝေပေးသွားအောင်ပါမို့ကျွန်တော် page လေးကို like and follow မလုပ်ရသေးရင်လုပ်ထားပေးကြပါဦးဗျအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ